မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်နေကြီးရေးသားသော ရွှေခေတ်ကံဝင်မင်းသားမင်းသမီးများစာအုပ်မှာလူချမ်းတယောက်ဆောင်မှာလူငယ်လူချမ်းမင်းသားခေတ်ကိုစတဲ့ဖော်ဆောင်လို့စတင်းကထုံးမှဒီလူချမ်းမင်းသားထေဝင်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။ သူသည်လည်းစံတင်ဤသူမင်းသားကျော်စွေ၏တပည့်အရင်တူပင်ဖြစ်သည် ထေဝင်းသည်လူချမ်းမင်းသားဟုဆိုသောညာကြာရာဆက်ရုပ်ကိုအကောင်းဆုံးဖြစ်အောင်တည်ယုတ်ဆောင်ခဲ့သည်ကိုတွေ့ရသည်ဇက်ပိုးဇက်ရံဖြင့်ဇက်ကားများစွာတွင်ယတ္တပေါ်အောင်သူ၏အမှုပညာအစွမ်းဖြင့်ပို့ပေးခဲ့သည်လူချမ်းပင်ဖြစ်တော်လဲအချိန်နေပေးလျင်ပေးသလိုသူ၏အမှုပညာပိုင်းဆိုင်ရာပညာရပ်များပေါ်လွင်အောင်တည်ယုတ်ဆောင်ခဲ့သည်လူချမ်းဖြင့်တည်ယုတ်ဆောင်ရင်းမျက်ရည်ကျပြနိုင်သည်ပရိသတ်ရေစရာတည်ယုတ်ဆောင်နိုင်သည် မြက်လေးရည်လျာငိုရည်ရည်ရမရသောမျက်နာစကား၌ထေဝီပညာစွမ်းကို မြင်တွေ့နိုင်ပါသည်သူ၏ဆရာရဲ့မင်းသားကျော်စွေ၏တေကြားပြသမှုအပြင်သူ၏ဗီဇအမှုပညာစောပကားများကိုလိုအပ်သည့်နေရာများ၌အမိယဖော်ထုတ်လုပ်ဆောင်ခဲ့သူဖြစ်သည်ထို့ကြောင့်ထေဝင်းအောင်မြင်ခဲ့သည် ထေဝင်းထူးခြားမှုမှာမှင်သေးမိုက်ကန်းကန်းမျက်လုံးအကြည့်နှင့်ပြတ်သားမကျော်သောအတန်ဖြစ်သည်ထို့ပြင်တွက်လက်ဖြက်လက်လက်ရင်နေသည့်အသက်ပုံများကထေဝင်းကိုကြော်ကြားစေခဲ့သည် ထင်းဝင်းနဲ့စတဲ့တို့၏လူချမ်းတရုတ်ဆောင်မဖြစ်မီခက်တွင်မူလူချမ်းဟုဆိုလျင်အသက်ကြီးရသောတရုတ်ဆောင်များသာထင်ရှားနေချိန်၌ထင်းဝင်းသည် အရွယ်ကောင်းလူငယ်လူချမ်းတို့အဖြစ်စတင်တရုတ်ဆောင်ခဲ့သည်။ ထိဝင်းတို့ရှိလူချမ်းကြီးများမှာစကားပြောကြံ့ယုံလက်သီးထိုးယုံတပ်ပုတ်ပြနိုင်ယုံ လူချမ်းများသာဖြစ်သည်ထိုလူချမ်းသေးဥဆောင်များတဲ့တွင် လူငယ်လူချမ်းထိဝင်း၏သေဥဆောင်မှုမှာတဘာသာမူကွဲနေ၏မင်းသားနှင့်အပြိုင် ရှင်ပြန်၍ဇက်ကိုပို့၍ကောက်အောင်ပို့ပေးခဲ့သူ ဖြစ်သည်ထိဝင်းသည် လူရှုပ်လူပွေလူမိုက်သာမကကြေကွဲဝယ်ရင်းနှင့်ဝယ်ရာကိုပါဗတ်စုံသေဥဆောင်ကောင်းသူလူချမ်းမင်းသားဖြစ်လာခဲ့သည်ထိဝင်းသည် လူငယ်လူချမ်းတယောက်ဖြစ်ဇလန်းနှင့်အဝယ်ဝယ်ကြဖြစ်အောင်လူစိုးလူမိုက်တို့၏ ီဇိုက်မျိုးစုံကိုသူ၏မျက်လုံးမျက်ခုံစကားပြော အမှုရာများကိုသာဦးစားပေး၍သူ့အမှုပညာပေါ်လွင်လောင် ဖော်ထုတ်ပြသနိုင်သည့်လူကြမ်းမင်းသားဖြစ်သည်ထေဝင်းနှင့်ဆန်တဲ့မြင်းများသည့်အောင်မြင်သည်ကိုပြောရပါမူထို့ခေတ်ရုပ်ရှင်ပိုစတာရုပ်တင်ပုံများတွင်မင်းသားနာမည်နှင့်ရှင်တွဲ၍စလုံးရွယ်စားသူမင်းသမီး၏နာမည်အထက်တွင်ထေဝင်းဟုပင်စာတန်းထိုးကြော်ညာခံရသည့်လူကြမ်းမင်းသားဖြစ်သည်နေထွက်သောညတွင် လောကဒဏ်ကိုရင်မဆိုင်ရဲစွာစွန့်ခွာသွားရသူလူကြမ်းဖြစ်၎င်း ပလဲမြက်ရဲတွင် ထေဝင်းသည်ကြောက်တသောရဲဘော်တေးဖြင့်ဟာသနှင့်သဘာဝကိုပေါင်းဆက်၍ဇက်ဤရတ္တကိုပေါ်လွင်အောင်ပို့ဆောင်ပေးခဲ့သည်ကိုမြင်နိုင်ပါသည်ထို့ကြောင့်ပလဲမြေရီသည်ထေဝီအကျမ်းမပါသောဘဝတိယုတ်ဖို့ဇက်ကောင်အနေဖြင့်အောင်မြင်ခဲ့သည့်ဇက်ကားဖြစ်သည်ရေဝက်ပမာသည်မြက်လေဇောခဲထေဝင်းတို့အတွဲကိုရှမ်းရှမ်းတောင်အောင်မြင်စေခဲ့သောဇက်ကားဖြစ်သည် 3ရက်9လ1965တွင် ရုံတင်ပြသခဲ့ရာပြည်သက်အကြိုက်ဆုံးဇာတ်ကားတစ်ခုဖြစ်အောင်မြင်ခဲ့ပါသည်။မင်းသားမြတ်လေးနှင့်အပြိုင်ထင်းဝင်းအမူအရာမှာမလျှော့အပြစ်ခံအထုအကျိတ်ဖြင့်စကလုံးများကိုလှပစွာပြောဆို၍သေယုတ်ဆောင်ခဲ့သည်။29ရက်3လ1964တွင် ရုံတင်ပြသခဲ့သောချိမိလေသောညာ၌ထင်းဝင်းသည်စတင်းငထိုးနေရာမှပါဝင်ခဲ့ရာတွင်ရက်ဆက်သောမျက်လုံးတဖြည်းဖြည်းတင်းမာလာသောမျက်နှာဘေးများဖြင့်ဆက်လက်တူကိုခဲ၍ ပဇောင်နိုင်ရွှေပြောင်းလှုပ်ရှားကကြေးစားလူမိုက်တယောက်ရေးစိုက်ကိုအထင်းသားပေါ်လွင်ပြီးပရိသတ်ကိုရင်တမမဖြစ်အောင်ဇက်ရှိန်မြင့်လာအောင် အပိုင်နိုင်ဆုံးတရုပ်ဆောင်ပြနိုင်ခဲ့သည်ချိမိလေသောညသည် ထေဝင်းဖြစ်တည်ခဲ့သောဇကားဖြစ်ုံများမကထိုဇကားမှအစပြု၍လူငယ်လူချမ်းမင်းသားခက်ကိုတက်လက်နှိုးစော်ဖွင့်လှစ်ပေးခဲ့သည်ထို့ပြင်ထွေးညိုဇကားမှလူချမ်းထေဝင်း၏တင်ထူးကိုအယူလုပ်လို့မရဘူးဆိုသောအမြင်ကက်စရာဇကားပြောတရုပ်ဆောင်ခန်းသည်ဇကားပေါ်အထောက်အကူဖြစ်စေုံများမကကြော်ကြသောဇဝင်ဇကားအဖြစ်တင်ကြံရစ်ခဲ့သည်ချိတ်မိလေသောညဇကားမှစ၍ထေဝင်းဟူသောလူချမ်းအမည်ကိုစတင်ခံယူခဲ့သည် မြက်လေးဇော်လင်တို့ပါဝင်သောညီမအတွက်ပုံတသွဲဇက်ကရိုက်ကူးနေစဉ်တွင်ရမ်းစာမှန်၍ထဲဝင်းမျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရပြီးကြောက်မျက်လုံးအတူထဲ့ခဲ့ရသည် ထိုလူချမ်းမင်းသားထေဝင်းကို အဖအဦးထွန်းစိန်အမိဒေါ်တန်းကြည်တို့မှစက်နှစ်ရက်စက်နှစ်လ1938ခုနှစ်တွင်မွေးဖွားသည်ဟုမြန်မာရုပ်ရှင်၏ဂုံပြုအခမ်းအနားစာဆောင်2023တွင် ဖော်ပြခဲ့ပြီးရုပ်ရှင်သစ္စာမဂ္ဂဇင်းတွင်စောင်းမရှင်မိုးချိုးမှတ်တမ်းပြုရ၌မင်းသားထေဝင်းကိုအဖအဦးထွန်းစိန်အမိဒေါ်တန်းကြည်တို့မှဇန်နဝါရီ28ရက်1940ပြည့်နှစ်ပြသူလဆုပ်73ရက်1300ခုနှစ်တွင်ဝါခေမအပိုင်းကျူးကျွန်းကျေးရွာ၌မွေးဖွားခဲ့သည်ဟုဖော်ပြ ఇలా పాచిది ဆောင်းမရှင်မိုးချိုဆက်လက်မှတ်တမ်းပြုရာတွင်ပညာရေးအနေနဲ့ဝါခဲမရှိသာသနာဟိတကာယီကျောင်းနဲ့ရန်ကုန်မြို့တာဝန်မှဥပိုးကျွယ်မူလာရန်ကျောင်း ထို့မှဂရမအလွတ်တင်ကျောင်းတွင်ခုနှစ်တန်းထိပညာသင်ကြားခဲ့ပြီးတက္ကသိုလ်ဝန်ထမ်းဆောင်မိုးပွဲဖြေပြီးသည့်အထိတက်ခဲ့သည်ဟုဖော်ပြပါရှိသည်။ထင်းဝင်းဤငယ်နမယ်ရင်းမှာတင်အေးဖြစ်သည်။1956ခုနှစ်တွင်တင်မောသားဖြစ်လောက်ကန်ခဲ့ပြီးခလေးအရွယ်ကစ၍ရုပ်ရှင်လောကသို့ပွဲခါညောင်ရေးချေးမလွယ်တွင်ကျောင်းသား န်းမှစတင်တရုတ်ဆောင်ဝင်ရောက်ခဲ့ပြီးဆရာရင်မင်းသားကျော်စွေစောရမင်းသားဇကာမှစ၍ရုပ်ရှင်လောကသို့ခြေစုံပြေဝင်ခဲ့သည်မင်းသားကျော်စွေထံတပည့်ခံရင်လာနိုးငယ်မျော်တွင်ဒရုသားအရန်ဖြစ်တရုတ်ဆောင်ခဲ့သည်ခေါင်းဆောင်မင်းသားအဖြစ်ဒရိုက်တာဘိတ်ကလာတဲ့ငံပြရည်ဤမယုံရင်ပုံပြမှတ်တွင်မင်းသမီးတီတာဖူပါကြီးမြင့်ဖေချီဘူးတို့နဲ့အတူတရုတ်ဆောင်ခဲ့သည်ဒရိုက်တာဖြစ်ဒီလူနဲ့ဒီမိန်ကလေး ကျောင်းလက်တဲ့ဇကာတို့ရိုက်ကူးခဲ့သည်ကျောင်းလက်တဲ့ဇကာ၌စွန်စားကန်ဇဝင်ကန်တခန်းရိုက်ကူးစဉ်လူချမ်းဗန်ဒိုဇော်မင်းဒိုင်ဝင်ထိုးရာတွင်ခံထားသောပိုက်မှဆင်၍အောက်သို့ကျပြီးကွယ်လွန်ခဲ့ရသည်မတော်တဆထိခိုက်မှုတစ်ခုသာဖြစ်သည်ထေဝင်းပါဝင်တရုတ်ဆောင်ခဲ့သောဇကာများစွာထဲမှမှတ်မိသမျှဖော်ပြရပါမူပွဲခါညောင်း၍ချစ်ရေးမလွယ်လာနိုးငယ်မျောမချူသာသည်စောရမင်းသာဥရမ်းမကြေမိုးရှင်မပြိုးသောပန်ချိမ့်မိလေသောညာ ပြေးမလို့ချစ်လာပါသည်တို့တော့ပလဲမြက်ရေတို့သားအလိုရှိသည်ရေပွက်ပါမှာခြေလန်း90စိန်တန်လွင်ကတော့စီမြဲပင်တက်တိသွေးနဲ့တေးလူလင်လမ်းနှစ်သွဲဒီတောင်ကိုမောင်ဖြူပါမယ်တင်မောင်ဆွေနဲ့မိုးစန္နာမွေးလီပြီးဖြစ်သောချယ်ရီပန်ချစ်သူသေးတန်ကြည်စံ9000ဒူးမထောက်စတန်ပန်ကျင်သူပြုတ်ချစ်ဦးရဲ့ရဲဘတ်ထွန်လင်းမလိခချစ်သူချစ်သူကလာကိုကညာသူများရီဖို့ကိုငုံမယ် ခီးကျန်းတဲ့ပန်းသစဉ်ဝင်းပလီနဲ့လှရမယ်တိမ်လိုက်ပါမှာမချစ်ရင်နေပါမမုန်းပါနဲ့မေတ္တာနုနုစေလိုသူနှောင့်တမြင့်မြင့်ဘန်ဒိုလူလေးနဲ့မုံဆိုးလဲကျွန်တော်တားကောင်လဲကျွန်တော်လေးနဲ့မိုးနဲ့မှုန်တိုင်းနဲ့ထင်အောင်မိမှာတမာပန်းတို့ဖြစ်သည်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံးတွေ့ပါရစေရှင်